ဒီနေ့မှာပြပြပေးမယ့်အကြောင်းအရာလေးကတော့နေလောင်ခံအသားအရေအတွက်ရှားဆောင်လက်ပတ်ကိုဘယ်လိုသုံးမလဲဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးမှာပဲဖြစ်ပါတယ်။နေလောင်ခံရတယ်ဆိုတာဒီဘက်ခင်မှာတိတ်ပြီးစမ်းချဲတဲ့ကိစ္စတခုတော့မဟုတ်ပါဘူး။အိုဆုံးလွှာတွေပျက်စီးလာတဲ့အများကဘာကြီးကတဖြည်းဖြည်းပူနွေးလာသလိုခရမ်းလွန်ရောင်ခြေတွေဟာလည်းလေတုကနေတဆင့်လူအသားအရေပေါ်ကိုထိတွေ့မိပြီးခရမ်းလွန်ရောင်ခြေတက်တဲ့လက္ခဏာတွေဖြစ်လာပါတယ်။ဒီခရမ်းလွန်ရောင်ခြေနဲ့ထိတွေ့မှုရဲ့အသက်သာဆုံးသောအပေါ်ရန်လက္ခဏာတစ်ခုပါ။ နေလောက်ခံရတာစိတ်ပူစရာလိုလားစိတ်ပူဖို့မလိုဘူးဆိုရင်ပြစ်ထားလို့ရတဲ့ပြဿနာတခုတော့မဟုတ်ပါဘူးနေလောင်တန်းကြောင့်အသားရည် cells တွေပျက်စီးသွားသလိုဆဲအသစ်တွေထုတ်လုပ်မှုနှိကွေးသွားတဲ့အတွက်အသားရည်မှာဝဲချောက်လာမယ်အိုမင်းရှင်ရော်လာမယ်ကြမ်းတမ်းလာမယ်အကျေးကုန်တွေထလာမယ်အရောင်မိန်လာမယ်ရေးကြောင်တွေထင်လာမယ်ပျက်စီးဖို့လွယ်ကူလာမှာပါဒါပြင်နောက်ဆက်တွဲအနေနဲ့အရေးပြာယောဂါတွေမှုဆွဲတာအသားရည်ပျက်စီးသွားတာအရေးပြာကင်ဆာအထိပါဖြစ်နိုင်တဲ့အထိအနေကြီးပါတယ် ်ဘာကြောင့်ရှားဆောင်လက်ပတ်ကိုနေလောင်ခံအသားအရည်ကုသရတဲ့နေရာမှာအသုံးများရလဲရှားဆောင်လက်ပတ်ကိုအသားအရည်အတွက်အနက်စေးတစ်ပါးလိုတောင်ခေါ်စမှတ်ပြုကြပါရယ်အဓိကအကြောင်းရင်းကတော့အဆိုတက်နဲ့ရေတက်ဖြစ်ပေးခြင်းအရေပြားအတွက်လိုအပ်တဲ့အာဟာရများဖြည့်ပေးနိုင်ခြင်းနဲ့ဓာတ်ရအမရွတ်တွေကိုတက်တာစေပြီးယောဂပိုးမဝင်အောင်ကာဝတ်ပေးနိုင်တဲ့အာနိသင်တွေကြောင့်ပါ တဘာဝမဟုတ်ပေမဲ့ရှားဆောင်လက်ပတ်ပါဝင်တဲ့ရေချိုးဆက်ပြများကိုအသုံးပြုခြင်းပြက်လဲတူညီတဲ့အာနိသင်ကိုပေးဆွနိုင်ပါတယ်အဓိကနေလောင်ခံရပြီးတာနဲ့အသားအေးအောင်ခဏဆောင်ပြီးမှရေချိုးပြရပိုကောင်းပါတယ်ရေချိုးပြီးသွားတဲ့အခါမှာရှားဆောင်လက်ပတ်ပါဝင်တဲ့လိုရှင်အစိုတက်ဒိန်ခရင်များကိုလိမ့်ပေးခြင်းဖြစ်လဲကိုယ့်ရဲ့အသားရေအတွက်ခန့်ချောက်သွားတဲ့အစိုတက်နဲ့အဟာရဓာတ်တွေကိုပြန်ပြီးတော့ဖြည့်ပေးရရောက်ပါတယ်ရှားဆောင်လက်ပတ်ပါဝင်တဲ့အေးအေးဖြော်ရည်များကိုတောက်ပေးလို့လည်းရပါတယ်အေးအေးတွေကိုရေးချဲတဲ့အခါမှာတကြားတဲ့ပါဝင်မှုနဲ့တဲ့စိတ်ကိုသာရွေးချယ်ပို့တော့လိုမယ်နော် ရှားဆောင်လက်ပတ်ကိုနေ့စဉ်ပုံမှန်လေးပေးခြင်းဖြင့်နေလောင်ခံရခြင်းကြောင့်ပျက်စီးကျန်းတန်းသွားတဲ့ရောင်မိန်သွားတဲ့အသားရည်ကိုဖြူစင်ဝင်ပါလာစေပြီးကြည်လင်လာစေနိုင်ပါတယ်။ဆဲသေးတွေနဲ့ဗက်တီးရီးယားပိုးမောတွေကိုလည်းဖယ်ရှားပေးတဲ့အတွက်အရေးပြားဆဲအသစ်ထုတ်လုပ်မှုနှုန်းကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါဆိုအိမ်မာနေရုံလေးကိုယ့်ရဲ့နေလောင်ခံရပြီးပျက်စီးနေတဲ့အသားရည်ကိုရှားဆောင်လက်ပတ်လေးနဲ့ပြန်လည်ကုစားလိုက်ရအောင်နော်။ ဒါတော့နေလောင်ခန့်အသားရေအတွက်ရှားဆောင်လက်ပတ်ကိုဘယ်လိုသုံးမလဲဆိုတဲ့အကြောင်းအရာလေးကိုပြပြပေးခဲ့ရပါပဲဖြစ်ပါတယ်။အချိန်ပေးပြီးကြည့်ရှုခဲ့တဲ့အတွက်ပရိသတ်များကိုကျေးဇူးထူးပဲတင်ပါတယ်။